ပေးနဲ့ပြတ်သွားတော့ချုပ်ဆိုလဲကျွန်တော်မလုပ်တော့ဘူးတောင်ထင်တာမျိုးပေါ့အဲ့ဒါတော့အဲ့အဲ့ risk ကိုတော့ကျွန်တော်ယူတယ်ဘာလို့လဲကျွန်တော်ကဗျာပါလီယံကပြည့်ချက်ဖြစ်နေတဲ့ကောင်မို့တခုတည်းတခုထိထိရောက်လေးဖြစ်နေတဲ့ကောင်ဆိုတော့ဟိုနေရာလဲပါတီနေရာလဲပါဖြစ်မနေတဲ့အတွက်ကျွန်တော်ကိုကျွန်တော်လဲအေးစိတ်ခွင့်ပြုတယ်ဘာလို့ကျွန်တော်ဟိုကားလေးလဲပါတီကားလဲပါဘာထိရောက်လဲဆိုလဲဘာမှမထိရောက်ဘူးတမအဲ့လိုမျိုးနေရာတွေအများကြီးမှမပါတော့ဘဲနဲ့အဲ့လိုဆယ်ကားမပါဘူးဗျာတကားပဲပါအဲ့တကားမှကျွန်တော်ထိရောက်တဲ့နေရာလေးဆိုအဲ့တကားကိုပဲကျွန်တော်ယူလိုက်တယ် ဒီလိုဆိုတာအားမလို့အမယ်ဖြစ်တယ်ပေါ့ဗျာကျွန်တော်အဲ့မှာဒီထက်ပို့ပြီးတော့ဇကားတွေအများကြီးရိုက်စေခြင်းတယ်ဒီထက်ပို့ပြီးတော့ကျွန်တော်ရဲ့အနုပညာလှူရှာမှုတွေကိုတွေးတွေးခြင်းတယ်ကျွန်တော်ရှိမှန်တော့လေဒီကောင်ဘာကောင်မှမသိ ADS နဲ့အဲ့မှာလှုပ်ရှင်မှာထလှုပ်တယ်ဆိုတော့တချို့ကြောင့်လည်းအားမရတာပေါ့ကွာအဲ့မှာအားမရတာပေါ့အားချလေးပုံနဲ့မင်းပြစ်ရမယ်ပေါ့ဗျာဘာမှမလှုပ်တာလဲအမေအဲ့လိုပေါ့ဟိုကြီးများလားမာနာကြီးရလားမဟုတ်ဘူးကိုအမအမဘူးအန်ဒီပေါ့ဒါကြီးများလားမဟုတ်လှုပ်ချင်တယ်ဒီလောက်အရန်ဝါသနာပါတယ်လှုပ်ချင်တယ်ဒါပေမဲ့အဲ့လိုပေါ့ဟို ပီပီအိုကြီးကြောင့်လည်းမပါချင်ဘူးကွာတိလာအဲ့လိုကောင်းကောင်းကန်လေးကိုယ့်အတွက်ရိုက်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုစီးနေတာများတာတက်အကောင်းကန်းဆိုရိုက်တယ်အဲ့လိုနှိမ်တယ်လို့လို့ဘာလို့အဲ့လိုလက်ဟာမျိုးဆိုလို့ရှိရင်တော့လုံးဝမရဘူးကျွန်တော်အားမနာအဲ့လိုမရဒါပေမဲ့လည်းအဲ့လိုမျိုးတွေကလည်းမလာပါဘူးကျောသီရောက်လာလဲကျွန်တော်တကယ်လိုက်ဖက်တယ်ဆိုတဲ့ဟာမျိုးတွေပဲလာတာပါဟုတ်ကျွန်တော်ကိုကျွန်တော်တခါမှတော့မြင်မထားတဲ့ပုံစံမျိုးတွေတချို့ကျတော့တတ်တတ်ကိုလာပြီးတော့လေဟိုဘယ်လိုပြောမလဲအဲစိုက်ကိုပေးတာဖြစ်ဖြစ်ကျွန်တော် feeling အငုံးစိတ်ဝင်သွားအောင်ပဲဖြစ်တချို့ကျတော့နှောက်တာပေါ့ကွာသီလာဟို ကျွန်တော်တခါမှမရိုက်ဘူးလေအဲ့လိုအဲဇက်ပိုလိုလိုဇက်ရလိုဟာမျိုးလာပြောတော့ကျွန်တော်အမှုကြထိုင်ရင်းလေဘာပဲသူကရိုက်မယ်လည်းမပြောမရိုက်ဘူးထိုင်ရင်းနေအထိုင်ပြီးတော့အဲ့လိုမျိုးကျွန်တော်တေးဥဆောင်မှုလေအဲ့လိုမျိုးနေရာမျိုးကရိုက်ဘူးတဲ့ကားမျိုးတွေတွေ့ဘူးတွေ့ဘူးလို့လာပြောတာလားလို့ဘာမှလုတ်ကမရှိတဲ့ဟာမျိုးကအဲ့လိုမျိုးအမှုကြမရိုက်မရိုက်ဖြစ်ဘူးဟုတ်ကိုမကကိုကကျတော့ဒီအနုပညာအလုပ်အထူးသဖြင့်ဥပမာတရုတ်ဆောင်အလုပ်ပဲထားတော့ဒရိုက်တာပဲခဏတော့တရုတ်ဆောင်အလုပ်ကိုကိုကဝါသနာပါတယ်လှုပ်လဲလှုပ်ချင်တယ်လှုပ်လဲလှုပ်နေတဲ့လူတယောက် ဒါပေမဲ့ကိုသွားကျင်တဲ့လမ်းကြောင်းကတမျိုးလေးပေါ့နော်ကိုကိုတက်မှတ်ထားတန်မိုးလေးကတမျိုးရှိတယ်ပေါ့အဲ့ချိန်မှာခဏညီမပြောသလိုလာကဲလန်းတဲ့ဟာကိုလှုပ်ချင်တာတည်းဟာနေရမျိုးပေါ့ဥမာကိုတခါမှမစင်စားဘူးတဲ့ဥမာဇက်ပူဆိုင်ရံဇက်ပူဆိုင်ရံမကောင်းပြောတော့မဟုတ်လဲဇက်ပူဆိုင်ရံလဲဇက်တော့တကယ်အထောက်မှန်ဖြစ်တဲ့ဇက်ပူဆိုင်ရံဆိုရိုက်မှာအဲ့လိုမဟုတ်ဖဲနဲ့ဘာမှလည်းဟိုဒီပရိလောက်ွက်လည်းမရှိဟာမျိုးလာကဲလန်းခံရတယ်အဲ့ကျလို့ရှိရင်ကိုကမရက်ပဲညင်းလိုက်ပြန်လို့ရှိရင်လဲကိုနဲ့ပရိသတ်နဲ့ဟတ်ဝေးသွားမယ်ပြီးရင် တခြားထိုင်တာတွေကလည်းကိုယ့်ကိုမမြင်ရတော့နောက်ကားတွေကိုယ်မခေါ်တော့ဘူးဆိုတော့အကြောက်တရားနဲ့တော်တော်များများကိုယ်သိမ့်မကြိုက်လဲရိုက်လိုက်ကြတာများတယ်ဒါတော့ကိုရွေးချယ်မှုနဲ့ကိုပေါ့နော်ကိုသိမ့်ပြီးတော့အရင်တော့ကိုမှန်းတတ်တဲ့ဟာတဲ့အများကြီးလေပဲနေလေအော်ငါမလုပ်ဘဲညင်းလိုက်ပြန်လဲငါ့ကိုမလုပ်တော့ဘူးထင်ပြီလာမငားကြတော့မယ်နေမယ်ဆိုပြီးတော့အဲ့လိုရှော့ရှော့ရိုင်း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 နဲ့ပဲအောက်ရောက်သွားတဲ့ဟာလေအများကြီးဆိုတော့ဒါတော့သူတို့ရွေးချယ်မှုနဲ့သူတို့ကျွန်တော်ကတော့ကျွန်တော်မကြိုက်မရိုက်ဘူးမကြိုက်မရိုက်ဘူးအဲ့တော့ မကြိုက်မရိုက်ဘူးလို့ကျွန်တော်ရဲ့ဆန်နှုံးကြီးကလည်းဟာနံပါတ်1ကြီးခေါင်းဆောင်ကြီးအဲ့လိုမျိုးကြီးဖြစ်ရမှာဆိုတာမျိုးလည်းမဟုတ်ဘူးတကယ်ပဲကျွန်တော်အတွက်လောက်ွက်လေးတွေရှိတယ်ဆိုလို့ရှိရင်တော့ရိုက်ပဲပေါ့လေအဲ့ချိန်မှာအဲ့လိုနှစ်ခုကြားမှာပြိတ္တနဲ့အဆက်ပြတ်သွားတာတို့ဘာလို့အဲ့ဒဏ်ကျွန်တော်လည်းခံရတာပဲဘာမှကျွန်တော်ကလည်းထွက်မလာဘူးအဲ့မှာကျွန်တော်ရဲ့ဟိုလှုပ်ရှားမှုလည်းပြပြနဲ့ပြတ်သွားတယ်တချို့ဆိုလည်းကျွန်တော်မလုပ်တော့ဘူးတောင်ထင်တာမျိုးပေါ့အဲ့ဒါတော့ အဲ့အဲ့ risk ကိုတော့ကျွန်တော်ကယူတယ်ဘာလို့လဲကျွန်တော်ကဗျာပါလီယံကပိချက်ဖြစ်နေတဲ့ကောင်မို့တခုတည်းတခုတိတိယောက်လေးဖြစ်နေတဲ့ကောင်ဆိုတော့ဟိုနေရာလဲပါတီနေရာလဲပါဖြစ်မနေတဲ့အတွက်ကျွန်တော်ကိုကျွန်တော်လည်းအေးစိတ်ခွင့်ပြုတယ်ဘာလို့ကျွန်တော်ဟိုကားလေးလဲပါတီကားလဲပါဘာထိရောက်လဲဆိုလဲဘာမှမထိရောက်ဘူးတမအဲ့လိုမျိုးနေရာတွေအများကြီးမှမပါတော့ဘဲနဲ့အဲ့လိုဆယ်ကားမပါဘူးဗျာတကားပဲပါအဲ့တကားမှကျွန်တော်ထိရောက်တဲ့နေရာလေးဆိုအဲ့တကားကိုပဲကျွန်တော်ယူလိုက်တယ်အဲ့ပြေပေါ့အနုပညာမာနဆိုတာအနုပညာနဲ့ကိုကိုကိုတမိုးထားတာပေါ့အဲ့လိုလေးပေါ့ဟုတ်ဟုတ်ဒူတယောက်က flexible ဖြစ်တာမျိုးလည်းကျွန်တော်ကိုယ်တိုင်လည်းကြိုက်တယ်လို့ကျွန်တော်လည်းလိုက်နာတယ်အဲ့လိုပဲကိုမလို့ကျွန်တော်မယူဘူးဆိုတဲ့ခေါင်းမာတဲ့စိတ်ကိုလည်းလိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့လိုပဲကိုလိုပဲကိုမကြိုက်တဲ့အချိန်တွေဒီတစ်ခုကိုမာနာကြီးလျှော့ပြီးတော့ပေါ့တစ်ခုခုရလူစိတ်ကြီးနဲ့မြွန်လဲချက်ကြီးနဲ့လောဘကြီးနဲ့အဲကိုကိုကိုလျှော့ပြီးလှုပ်လိုက်တဲ့လူတဲ့ဆိုင် no ဟာဒါငါထားတဲ့တံပိုးကအဲ့ထက်မြင်နေတယ်ထားတဲ့တံပိုးကအဲ့ထက်ပို့ပြီးတော့အမှုပညာကိုကိုကလှုပ်ပေးခြင်းနဲ့အခုကရောက်လာတဲ့ဟာအဲ့လောက်လည်းမဟုတ်ဘူးကိုလည်းအဲ့လောက်တံပိုးမထားဘူးဆိုလို့ရှိရင်ငင်းလိုက်တဲ့လူမျိုးကိုကျွန်တော်ပို့တံပိုးထားတယ် ဘာဖြစ်လို့လဲဘဝကဘာမလို့လဲဇကားတွေအများကြီးမဟိုနားလဲပါတီနားလဲပါဟိုဟာလေးပစံလေးရပစံအရေးကြီးပါတယ်ဒါပေမဲ့လည်းကုံတက်တဲ့သဘာဝပါဗျာဟဲ့လားဆိုတော့အဲ့လိုမျိုးတဲ့ဆိုင်တော့အဲ့လိုဆယ်ကားရိုက်မဲ့အစားနည်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 းပစံလေးရပြီနည်းနည်းနည်းလေးဆယ်ကားလောက်ရိုက်မဲ့အစားတကားကိုတံမိုးထားအဲ့တကားမှာမြဲမြဲယူလိုက်တာမျိုးဟိုကြိုက်တယ်ဗျာအဲ့လိုလူမျိုးတွေ့လို့ရှိရင်လည်းသဘောကျတယ် appreciate လုပ်တယ်ဟုတ်ဟုတ်ရှိပါလို့လာပြောကြပြဇလန်းတွဲတွေရောအဲ့လိုရုပ်ရှင်ကားတွေရောလာပြောကြလာပြောကြကျွန်တော် မကြိုက်တဲ့ဟာမျိုးကျတော့မရိုက်ဖြစ်တာပေါ့လေမရိုက်ဖြစ်တော့တချို့ကလည်းကျွန်တော်ဒီကောင်အလုံးမလုပ်တော့ဘူးတောင်ထင်တာတချို့ဆိုလဲရှင်လဲကျွန်တော်အဲ့လိုမျိုးဟိုအတာအနေနဲ့ခေါ်ကြနေတယ်ဒါပေမဲ့လည်းဒီကောင်မလုပ်တော့ထင်တယ်ပေါ့ဖုန်းသားကပကြီးပိုင်ဆွဲပြီးတော့ဟိုတချို့ဆိုလဲကျွန်တော်နိုင်ငံထွက်သွားပြီလားမသိဘူးဒီပိုင်တော့အဲ့လိုထင်တော့အဲအဲ့လိုပါပေါ့ဟိုမဖြစ်ဘူးမရိုက်ဖြစ်ဘူးပေါ့လေအခုဒီဟာကျဘာပဲကျွန်တော်ဇက်လေးဖက်ကြည့်လို့ကျွန်တော်ပေါင်ရတဲ့အခန်းကဏ္ဍတီးကြလေးဖြစ်နေရောကျွန်တော်တို့လည်းကျွန်တော်နဲ့လည်းလိုက်တယ်လို့ခံစားရတယ်သူတို့လည်းကျွန်တော်နဲ့လိုက်လို့အသီးသက်လာငါဆိုတော့ဒီဟာကျတော့ရိုက်ဖြစ်တယ်ပေါ့ဟုတ် စီးရီးနာမည်ကအနည်းငယ်ကျွန်တော် The Queen လားမသိ Queen လားမသိဟုတ်တယ်ဒီစီးရီးတာမှာကျွန်တော် character ကလည်းအဲ့လိုပေါ့ဟို Black Market တခုမှာလွှမ်းမိုးထားတဲ့အရန်ချမ်းသာတဲ့အဘဲတွေပေါ့ဇလန်ရဲမှာသူနောက်ဆုံးရိုက်ခဲ့တာဟိုဟာလားအရှင်ဆုံးတကယ်ချင်းသူတို့နှစ်ယောက်လားကျွန်တော်နဲ့ match ရတနာနဲ့ဟိုတူတူတို့နဲ့အရိုက်တဲ့ဟာအဲ့နောက်ဆုံးပဲအဲ့ဒါရိုက်ပြီးတဲ့ကျွန်တော်ဇလန်ရဲလည်းမရိုက်ဖြစ်ဘူးဘာမှမရိုက်ဖြစ်ဘူးရုပ်ရှင်လည်းမရိုက်ဖြစ်ဘူးအဲ့လိုပေါ့အရုပ်ရှင်ရတော့ဇိုးတထောင်လား ဇိုးတောင်ကတော့ကိုသူလူဆိုင်ကျွန်တော်အကိုကျွန်တော်အကူကြီးတောင်းတာနဲ့အဲ့မှာတော့ဧည့်သည်ဥဆောင်နေတဲ့ကျွန်တော်ဝင်ပါလိုက်တယ်အဲ့ဒါနောက်ဆုံးပေါ့ကြံခဲ့တဲ့တလလောက်ကအားရိုက်တာနောက်ဆုံးပေါ့ယောက်ျားဆိုရမျိုးပါနင်တို့မိန်းကလေးတွေရွေးပြီးလူချင်းနဲ့ကစားစရာရုပ်လေးမဟုတ်ဘူးသိလားတငယ်ချင်းဆိုရင်စိမ့်ပဲလေမဟုတ်ဘူးလားဟဲ့ဆောင်းများနေပြီသလားလိုင်းဆိုတော့ငါချစ်သူအော်ဟုတ်ကဲ့ပါကျွန်တော်ကိုအဲ့လိုအားမလို့အားမရဖြစ်တဲ့ပရိသတ်တွေကိုလည်းဟိုချစ်လဲချစ်ပါတယ်အားလဲနာပါတယ်ဒါပေမဲ့ကျွန်တော်အခုတော့အရင်လောက်အဲ့လိုမာနာ မကြီးတော့ပဲねကျွန်တော်ねတကယ် live ဖက်တဲ့ဇာတ်ရုပ်မျိုးကြလို့ရှိရင်ကျွန်တော်သေဥဆောင်လဲလုပ်တယ်ကျွန်တော်ね live ဖက်တဲ့အကအခုလို music video မျိုး data ပဲဖြစ်ဖြစ်အဲ့လိုမျိုးဇာတ်လမ်းတွေဖြစ်ဖြစ်အဲ့လိုမျိုးလေကျွန်တော်အခုသေချာလေးပြန်လုပ်နေပြီအာဖြစ်တဲ့တကြောင်ဘာဖြစ်ပြောဟိုကျွန်တော်ချစ်တဲ့ပရိသတ်တွေအကုန်လုံးကျွန်တော်လေးချစ်ပါတယ်ကျွန်တော်လေးတကယ်လေးဟိုအလုပ်တွေအများကြီးလုပ်တော့မှာပါလို့ပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါကျေးဇူးပါညီမလေးဟုတ်ဟုတ်